မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 31ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်6မိုင်ရွာအနီး၄ရက်ကြာဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်ကဗိုလ်ကြီးတအုပ်အပါအဝင်9ဦးသေဆုံးပြီးတော့လက်နက်တလက်နဲ့ခဲယမ်းများကိုတင်စီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ August 26ရက်နေ့မှာတနင်္သာရီမြို့နယ်အခြေစိုက်အကြမ်းဖက်စစ်ကောင်စီရဲ့ခမာရ961တိုင်းရင်းက6မိုင်ကျေးရွာဘက်ကိုအင်အား80ခန်းနဲ့ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့ကနှစ်ဖက်ညက်ပိတ်ပြီးတော့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်သားများက6မိုင်ကျေးရွာအတွင်းကိုဝင်ရောက်သွားပြီးတော့ပြည်သူပိုင်းနေအိမ်များတွေကနေပြီးတော့ပြန်လည်ခုခံတိုက်ခိုက်ခဲ့တယ်လို့သိရပါပါတယ်။တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်သားများကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့များကလက်နက်ကြီးလက်နက်ငယ်များအပြင်ဒရုန်းများပါအသုံးပြုပြီးတော့ပိတ်ဆို့တိုက်ခိုက်ခဲ့ရာထိတွေ့တိုက်ပွဲဟာဩဂတ်လ29ရက်နေ့အထိ၄ရက်ကြာဖြစ်ပွားခဲ့တယ်လို့သိရပါပါတယ်။အဲ့ဒီတိုက်ပွဲ၄ရက်အတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်ကဗိုလ်ကြီးတအုပ်အပါအဝင်9ဦးသေဆုံးပြီးတော့10ဦးကျော်ထိခိုက်ဒဏ်ရာရရှိကာ တော်လိုင်းပူပေါက်တပ်ဖွဲ့များဘက်ကလည်းရဲဘော်၄ဦးမစိုးရင်ရတရားအနေငယ်ရရှိခဲ့တယ်လို့သိရပါတယ်တိုက်ပွဲဖြစ်ပွားရာနေရာကိုနေမြေရှင်းလင်းတဲ့အချိန်မှာအချမ်းဘတ်စစ်သားများထံကနေပြီးတော့60မမစိန်ပြောင်းတလက်60မမဘုံဒီ၄လုံး RPG ဘုံဒီ၄လုံးပေါ်ရန်လေးတောင်ကြီပေါက်၃ခုအီနာကဘုံဒီတလုံးနဲ့ဖုန်းတလုံးတို့ကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာထုံတော်ရွာနဲ့၆မိုင်ရွာမှာရှိတဲ့အပြစ်မဲ့ပြည်သူ၈ဦးကိုအကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွားပြီးတော့၆ဦးပြန်လည်လွတ်မြောက်လာတော့လဲကျန်တဲ့၂ဦးဟာ ယနေ့အချိန်အထိကိုပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဘဲနဲ့ပျောက်ဆုံးနေတယ်လို့သိရပါဗါဒ၎င်းတိုက်ခိုက်မှုကိုဘိတ်ခိုင်ပြည်သူ့ကာကွယ်ပူးပေါင်းစစ်ကြောင်း၁စစ်ကြောင်း၂ KNLA တိုက်ရင်းဆက်တဲ့ KDLA စတဲ့မြေပြင်တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ ADF drone အဖွဲ့ Dragon Squad drone အဖွဲ့နဲ့ဘိတ်ခိုင် drone အဖွဲ့တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စစ်ကောင်စီရုံးဆိုင်ရာရခိုင်ပြည်ရဲ့မြို့တော်စစ်တွေမြို့နယ်မှာအရခတ်တပ်တော် AA နဲ့စစ်ကောင်စီတပ်တို့ဩဂတ်စ်လ26ရက်နေ့ကတိုက်ပွဲစတင်ဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ26ရက်နေ့နေ့လယ်3နာရီအချိန်ကစစ်တွေမြို့နယ်မင်းလှခေါ်မီးလောင်ရွာကျေးရွာဘက်ကိုစစ်ကြောင်းထုတ်လာတဲ့စစ်ကောင်စီတပ်နဲ့ AA တို့ရင်းဆိုင်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့စီရေးသတင်းရင်းမြစ်တအုပ်ကပြောပြထားပါတယ်။တိုက်ပွဲစဖြစ်တာကသူတို့စစ်ကောင်စီဘက်ကထိုးစစ်ဆင်လာလို့စဖြစ်တာကြီးတက်ကနေပြီးတော့ထိုးစစ်ဆင်လာတယ်သူတို့ဘက်ကလက်နက်ကြီးတွေနဲ့လည်းပစ်ကူပေးတယ် မြင်သားကနေပြီးတော့မင်းလာချေးရွာဘက်ကိုတက်လာတာပါလို့ပြောဆိုထားပါတယ်။အဲ့ဒီတိုက်ပွဲဖြစ်ပွားတဲ့နေရာအနီးကိုစစ်တွေမှာရှိတဲ့တရင်တချို့ကလည်းလက်နက်ကြီးအကြီးကြီး30ထက်မနည်းပြစ်ကူပေးခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲဟာညနေ9:00နာရီအထိကိုကြာမြင့်ခဲ့ပြီးတော့စစ်ကောင်စီဘက်ကထိခိုက်ကြာဆုံးမှုများပြီးပြန်လည်ဆုတ်ခွာသွားတယ်လို့သူကဆက်ပြောပါတယ်။ကျွန်တော်တို့ကြားတာကတော့စစ်တပ်ကအကြာဆုံးများတယ်လို့ကြားတယ်။ ဲ့ဒါနဲ့တပ်ကိုနောက်ဆုတ်သွားတယ်လို့သိရပါတယ်လို့ပြောဆိုထားပါတယ်အာရခတပ်တော်နဲ့နီးဆက်သူတအုပ်ကလည်းစစ်တွေပွဲဥတွေတိုက်ပွဲဟာရလက်ကောင်းကြောင်ပြောဆိုထားပါတယ်တိုက်ပွဲဖြစ်ပွားတဲ့နေရာအနီးမှာမင်းလာကင်းမော်နဲ့ဝါဘူစတဲ့ကြေးရွာများရှိတယ်လို့သိရပါတယ်ဒါ့အပြင်စစ်ကောင်စီဟာဩဂတ်လ30ရက်နေ့မနက်3နာရီကျော်အချိန်ကလည်း Jet Fighter တစ်စီးနဲ့တိုက်ပွဲဖြစ်ပွားတဲ့နေရာကိုလာရောက်ပြီးတော့ဘုံကျဲခဲ့တယ်လို့သိရပါတယ်အဲ့ဒီတိုက်ပွဲအတွင်းမှာစစ်ကောင်စီကလက်နက်ကြီးကြီးများနဲ့ drone များနဲ့ပါပစ်ကူပေးခဲ့ရာပုံနာကျော်မြို့နယ်ခမောင်းတော်ကြေးရွာကိုကျောက်ရောက်ခဲ့ပြီးတော့ဖုံးတော်ကြီးကျောင်းန ဲ့လူနေအိမ်များလည်းပျက်စီးဆုံးရှုံးခဲ့ရတယ်လို့နောက်ထပ်ဒေသခံတအုပ်ကပြောပါတယ်ခမောင်းတော်ကြီးရွာကိုလည်းလက်နက်ကြီးတွေကြားတယ်ရွာထဲကိုလည်းကြားတယ်ဖုံးတော်ကြီးအကြောင်းကိုလည်းကြားတယ် drone နဲ့လည်းပစ်တယ်လို့သိရတယ်ရွာပြင်ကိုလည်းကြားတယ်လို့ပြောဆိုထားပါတယ်စစ်ကောင်စီဟာခမောင်းတော်ကြီးရွာကိုရခင်ကလေးကလည်းမကြခဏပြစ်ခတ်မှုတွေရှိခဲ့ပြီးတော့လူနေအိမ်များနဲ့အဆောက်အဦများဟာလည်းပျက်စီးခဲ့တယ်လို့သိရပါတယ်လက်ရှိမှာတိုက်ပွဲဟာစစ်တွေမျိုးအနည်းကိုချင်းချင်းဝင်ရောက်လာပြီးဖြစ်တဲ့အတွက်မျိုးတွင်ထဲမှာပိတ်မိနေသူများဟာအထူးစိုးရိမ်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်စကမ်းသိန်းတိုက်ပွဲသတင်းကတော့မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်လေးမှန်ရွာနဲ့တာဝါတိုင်းဂုံးမှာရှိတဲ့အကြမ်းဖက်စစ်တပ်တပ်ဆွဲထားတဲ့နေရာများကိုတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ပြီးတော့လက်နက်73လက်သိမ်းဆီးရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ29ရက်နေ့ကနေစတင်ပြီးတော့တပိတ်ချင်းမြို့နယ်မှာရှိတဲ့တတက73စခတ1 ်တနာတာတက်ထုံတော့အဖွဲတတ်ဆွဲထားတယ်လေးမိုင်ရွာနဲ့တာဝါတိုင်းဂုံးမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုပြင်းလင်ခရိုင်ကိုကဲရိတ်ယုံကိုကဲမှုနဲ့ဩဂတ်စ်လ30ရက်နေ့မနက်ပိုင်းမှာတော်လိုင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းဖြစ်တယ်လို့သိရပါတယ်အဲ့ဒီတိုက်ခိုက်မှုကိုပြင်းလင်ခရိုင်တပ်ရင်း1နဲ့အမှတ်906 910 912တပ်ရင်းပြင်းလင်ခရိုင်တပိတ်ချင်းမြို့နယ်ပတ်ကောက်ဖောက်မန္တလေးတိုင်း drone တပ်ဖွဲ့အမှတ်1ရွှေဘုံခရိုင်ကိုကဲရိတ်ယုံ drone တပ်ဖွဲ့ကမ်းမလူခရိုင် W80 Night အဖွဲ့တို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထံကနေပြီးတော့လက်နက်73လက် G2866 တောင်း Drone Slayer 2လက်60မမဘုံဒီ43လုံး Inaga 6လုံးနဲ့ကြီပေါင်း22ခုတို့ကိုတင်စီရရှိခဲ့ကြောင်းသိရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မကွေတိုင်းပခုတ်ကူမြို့နယ်ကမ္မမြို့ရဲစခန်းကဈေးဝယ်ထွက်လာတဲ့ရဲတပ်သားတို့ကိုလန်ဒန်နဲ့အတူအရှင်ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ28ရက်နေ့ညနေ9:00နာရီခွဲအချိန်ကပခုတ်ကူမြို့နယ်ကမ္မနယ်မြေရဲစခန်းကရဲတပ်သားဖုံးမြင့်ဟာရဲစခန်းရဲ့အနောက်ဘက်ကိုဈေးဝယ်ရန်ထွက်လာတဲ့အချိန်ကမ္မ Underground People's Defense Force ကမ္မတပ်ပေါင်းစုတပ်ဖွဲ့ကအသင့်ဆောင်ဆိုင်နေတဲ့ရဲဘော်များနဲ့ထိတ်တိုက်တွေ့ပြီးတော့ G3 တလက်ကြီးပေါင်းတစ်ခု ကြည်တရား၉တောင်းနဲ့ဖုန်းတစ်လုံးနဲ့အတူအရှင်ဖန်စီရမိခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါးအဲ့ဒီရဲတပ်သားဖုံးမြေဟာပခုတ်ကူမြို့နယ်တာကြီးတောင်နယ်မြေရဲကင်းစခန်းကနေစခန်းဆွန့်ခွာလာကကံမရဲစခန်းကိုရောက်ရှိနေသူဖြစ်ပြီးတော့၎င်းကိုစစ်တုံးမှလုံထုံးလုံနီးများနဲ့အညီဆက်လက်ပြီးတော့လှုပ်ဆောင်သွားမှာဖြစ်ကြောင်းကံမ Underground People's Defense Force အဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါဗါး ကမ္မ Underground People Defense Force ကမ္မတပ်ပေါင်းစုတပ်ဖွဲ့ဟာမဟာမိတ်တပ်ဖွဲ့များနဲ့အတူစစ်ဆင်ရေးများကိုဟန်ချက်ညီညီဖော်ဆောင်လျက်ရှိပြီးတော့စီရေးပြတ်မှတ်များကိုလည်းဆက်လက်ပြီးတော့ထိုးစစ်ဆင်တိုက်ခတ်လျက်ရှိကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်ဖလန်းမြို့နယ်အခြေစိုက်ခလာရ268တပ်ရင်းကအကြမ်းဖက်စစ်ကောင်စီတပ်သားတအုပ်ဟာအလင်းဝင်ရောက်လာခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စလ26ရက်နေ့မှာဖလန်းမြို့နယ်အခြေစိုက်ခလာရ268တပ်ရင်းကဦးကျင့်လမ်းမုံဟာ တီးတိမ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှအလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီအလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားကိုတီးတိမ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကနှွေးထွေးစွာကြိုးစိုးလက်ခံထားပြီးတော့ဘေးကင်းရာကိုဆက်လက်ပို့ဆောင်နိုင်ဖို့အတွက်စီစဉ်လျက်ရှိတယ်လို့သိရပါတယ်။ဒါ့အပြင်မကွေးတိုင်းမြောင်မြို့အတွင်းကနေဈေးဝယ်ပြီးတော့ပြန်လာတဲ့စစ်သားနဲ့ပြူစောတိများကိုအနီးကပ်စောင့်ကြိုပြစ်ခတ်တိုက်ခဲ့ရာပြူစောတိတအုပ်တည်ဆုံခဲ့ကြောင်းမြိုင်ပကဖကတာဝန်ရှိသူတို့ကပြောပြထားပါတယ်။ဩဂတ်စ်လ30ရက်နေ့မနက်9:00နာရီခွဲကမြိုင်မြို့အတွင်းကနေပြီးတော့ဈေးဝယ်ပြီးပြန်လာတဲ့မြိုင်မြို့မြောက်ဘက်ချောင်း င်းဆောင်ဂိတ်ကအကြမ်းဖက်စစ်သားပြူစောတိများကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့များကအသင့်ဆောင်ကြိုပြီးတော့အနီးကပ်လက်နက်ငယ်များနဲ့ပစ်ခတ်တိုက်ခိုက်ရာပြူစောတိတပ်သားဝင်းလိုက်ဟာနေရာမှာတွင်ပွဲချင်းပြီးတိုက်ဆုံပြီးတော့ပြူစောတိတပ်သားအောင်စော်လင်းဟာခြေောက်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုမြိုင်ပကဖတိုက်ရင်တက် BLY ပျောက်ကြားတပ်ဖွဲ့ပေါပကဖဦးကြီးပေါပကဖဂျိုကာပျောက်ကြားတပ်ဖွဲ့ MYG Burma Revolution Alliance Force BRAF နဲ့ ဖိုက်တာမိုးဂျိုပေါက်ပါကဖားတို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်ကြောင်မဲမြို့မှာရှိတဲ့ကျေးရွာများကိုအကြမ်းဖက်စစ်တပ်က Jet Fighter နဲ့လာရောက်ပြီးတော့ဗုံးကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ26ရက်နေ့ည7:00နာရီခွဲအချိန်ကမှအကြမ်းဖက်စစ်တပ်က Jet Fighter နဲ့ကြောင်မဲမြို့နယ်ရက်ကွက်တက်မှာရှိတဲ့ရဲစခန်းနဲ့အုတ်ချုပ်ရေးမှုရုံးအနီးမှာလာရောက်ပြီးတော့ဗုံးကျဲချခဲ့ခြင်းဖြစ်ပြီးတော့အကြမ်းဖက်စစ်တပ်က Jet Fighter နဲ့လာရောက်ဗုံးကျဲချမှုကြောင့်ရက်ကွက်တက်မှာရှိတဲ့ဒေသအခေါ်ပင်ပေါ်လေးနဲ့အုတ်ချင်းအတွင်းမှာရှိတဲ့ဒေသခံပြည်သူနေအိမ်တချို့ထိခိုက်ပျက်စီးခဲ့ပြီးတော့လူထိခိုက် င်တည်ဆုံးမှုတော့မရှိဘူးလို့သိရပါတယ်အလားတူပဲဩဂတ်စ်လ28ရက်နေ့ညပိုင်း7:00နာရီခွဲအချိန်ကမှလည်းကြောင်မဲမြို့အမှတ်9ရပ်ကွက်အမှတ်နှစ်မှာရှိတဲ့အခြေခံပညာအထက်တန်းကျောင်းအတွင်းကိုအကြမ်းဖက်စစ်တပ်က Jet Fighter နဲ့ပေါင်900ဘုံလာရောက်ကျဲချခဲ့မှုကြောင့်အဲ့ဒီရပ်ကွက်မှာရှိတဲ့ဒေသခံအမျိုးသားတအုပ်တည်ဆုံးခဲ့ပြီးတော့နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်အကြမ်းဖက်စစ်တပ်ဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ပြည်သူလူထုများနေထိုင်ရာဥတီပြီးတော့ လေချောင်းကနေလိုက်လံဘုံကျဲချမှုကြောင့်အရက်သားပြည်သူထိခိုက်ဒေဆုံးမှုနဲ့ဒဏ်ရာရသူအများပြားရှိသလိုဖုန်ကြီးကြောင်စာတင်ကြောင်ဘာသာရေးအဆောက်အဦများနဲ့ဒေသခံနေအိမ်များထိခိုက်ပျက်စီးမှုများလည်းအများပြားရှိနေပြီးတော့စစ်ရာဇဝဲမှုကိုပြောင်ပြောင်တင်းတင်းကျူးလွန်နေကြောင်း TNL ကပြောဆိုထားပါတယ်အလားတူပဲမွန်ပြည်နယ်တထုံမြို့နယ်အတွင်းမှာ ကျေးရွာများကိုအကြမ်းဖက်ဆက်တက်ကလက်နက်ကြီးများနဲ့တိုက်ခတ်မှုကြောင့်ကလင်းငယ်နောက်အပါဝင်အရသာပြည်သူတို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့လူနေအိမ်6လုံးလည်းထိခိုက်ပျက်စီးခဲ့ကြောင်း KNU ဗဟိုကပြောဆိုထားပါတယ်။ဩဂတ်လ26ရက်နေ့မွန်လယ်တနာရီ32မိနစ်ကနေပြီးတော့တနာရီ35မိနစ်ခန့်မှာတထုံမြို့နယ်အတွင်းအကြမ်းဖက်ဆက်တက်ရဲ့အမတ်3.4နဲ့ခလာရ8တရင်စခန်းတို့ကလက်နက်ကြီး6လုံးပြက်ခတ်ခဲ့ရာ တောင်းရွာမှာလက်နက်ကြီး၃လုံးကြက်ရောက်ပောက်ကွဲပြီးတော့တောင်းရွာမှာနေတဲ့အသက်၄၂နှစ်အရွယ်ဦးတန်းလွင်နဲ့အသက်၁၄နှစ်အရွယ်မောင်တန်းမြင့်တို့နှစ်ဦးလက်နက်ကြီးကြီးစားထိမှန်ဒဏ်ရာရရှိကာဦးတင်ညွန့်ပိုင်တဲ့နွားတကောင်လဲထိမှန်ဒဏ်ရာရခဲ့ပြီးတော့ဒေါ်မာသေးဦးတန်းဝင်းဦးမြင့်ဦးဦးချစ်သိန်းတို့ရဲ့နေအိမ်၄လုံးလဲထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။တောင်ကလေးရွာအတွင်းမှာလဲလက်နက်ကြီး၃လုံးကြက်ရောက်ပောက်ကွဲပြီးတော့တောင်ကလေးရွာနေအသက်၅နှစ်အရွယ် စောဝင်းကိုကိုလက်နက်ကြီးထိမှန်တရားရရှိခဲ့ပြီးတော့ဒေါ်ငိမ့်နဲ့ဒေါ်ထားမှုတို့ရဲ့နေအိမ်နှလုံးနဲ့ထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့အကြမ်းဖက်စစ်တပ်ရဲ့အမတ၄ရက်နဲ့တရင်စခန်းကညနေ၄နာရီခန့်မှာလက်နက်ကြီးနှလုံးည၉နာရီ၂၁မိနစ်ခန့်မှာလက်နက်ကြီး၄လုံးထပ်မံပစ်ခတ်ခဲ့တယ်လို့ KNU ဘဟုကပြောဆိုထားကြောင်းသိရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ